ဆွေတကုံကုန်းတို့ပေါ်မှာအင်းလျာအဆောင်သူတွေတကြောင်တိုင်းပွဲကျင်းပါတော့ပင်မတက္ကသူကာသမကလင်းဆွေအောင်တို့ကုဖီသိန်းတို့စီးကျောင်းသားတွေရောအင်ဂျင်နီယာကျောင်းသားတွေရော လာကြသည် လင်းဆွေအောင်ကိုစပွဲတစ်ခုသို့အထူးဖိတ်ခေါ်ကဆယ်လီကဧကန်သည်တူတူတို့ကြာစံချက်ချပေးသည် အချိုးပဲချပေးယုံပဲ။ ဧကံဤသောဆေလီဤစကားသံမှာနင်းဆွေအောင်တို့မိမောနေကြသည် တူတူတို့ကအလုတ်ဆုံနေကြစေဆေလီသည်ဖယားတပတ်လှဲ့ပူရအောင် လင်းဆေလီကိုလိုက်ဖို့ပါလာဟုဆိုလိုက်၏နင်းဆွေအောင်မငင်းသာဖယားရင်ပြင်ပေါ်ကလူအုပ်ထဲမှာပထမတော့ဆင်ဆောက်သည်လူတွေကြက်လာတော့ဆေလီက သူ့လက်မောင်းကို တင်းကျက်စွာဖတ်ထားသည်တခါတခါလူတို့ကတူးဝေးလိုက်လျင်ဆဲလီသည် လင်းဆွေအောင်ရင်ဝင်ထဲသို့ ရောက်သွားသည်လင်းဆွေအောင်နှာခေါင်းမှပူနွေးသောငွေတွေဆဲလီပါပြင်ပေါ်ဖြတ်တန်းသွားသည် လူတို့ကတူးမရလီဆဲလီဝမ်းသာလီအေခန်ရတစောင်းကိုပြန်မြောက်ချင်သေးပါ tuy sĩ gần mục bà tu yào đồ tu liên suy ông khá gù đã à phát thả đi liên xe lì mù lạ bi, nhau mình yi ao khăn à tòa yà ao tu xe khó yà gù liên suy ông bà lạ đi xe lì tay mù lạ liên suy ông ta ngà tu nhìn về mù mầm mạng chế ခုံတန်းပေါ်မှာထိုင်မလားဟုမေးလိုက်သည်ဟင့်အင်လူများတယ်တတိုင်းဘက်သွားမယ်သူတို့နှစ်ယောက်လူစင်းရတတိုင်းဘက်ကိုထွက်လာကြသည်တတိုင်းနားရောက်တော့ဆယ်လီတိတ်မှုသည်ဟုဆိုကားကြိုင်သွားသည်လင်းဆွေအောင်လှမ်းဖတ်ထိုင်လာ၍လင်းဆွေအောင်လက်ပင်ကိုဆယ်လီက ပြန်ဖတ်ထားလိုက်သည်ဆယ်လီကိုမှ စနေရင်မွေးနှန်းကလင်းဆွေအောင်ကိုရစ်မှုမိမောသွားစီသည်တဇမုံလာပြည့်ဝန်သည်တထိန်သားနေပေမဲ့သူတို့နှစ်ယောက်စီရမှာမှောင်ရိပ်ကြလျက်စီပါသည်ထုံညကဆယ်လီတဇောင်းကို မပြန်လင်းဆွေအောင်ကားနဲ့အဆောင်ကို ပြန်လာခဲ့သည်ဒေါ်လီအစားကမပြောဘူးလားတူတူအဲ့ဒီတဇောင်းမိုးလာပြည့်ညက ဆယ်လီတရတို့မြားစီးတဲ့ဇရက်ကိုပြန်မလာပဲလင်းဆွေအောင်ကဆယ်လီကို အဆောင်ပြန်ပို့တာတဲ့ကိုဖီသိန်းတို့စီးချောင်းသားအုပ်စုတွေငါ့ကိုပြန်ပြောပြတယ်ဆွေတကုံဖျားကနေအဆောင်အထိကြားမှာအချိန်ကာလတွေနေရတွေအများကြီးအဲ့ဒီအချိန်တွေနေရတွေမှာအဖြစ်ပြက်တွေအများကြီးဖြစ်နိုင်တယ်အဲ့ဒီကတည်းကလင်းဆွေအောင်ပေါ်မလာတာမဟုတ်လား ဒေါ်လီကစိတ်ပါလက်ပါပြောသလောက်တူတူကငြိမ်သက်နေသည်အင်းလျာကံပြင်းကိုသာစူးစိုက်ကြည့်နေသည်သူထိုင်နေရာဆီဆီမျက်ပြင်လေးများကိုနှုတ်ဖြတ်က ရေပြင်သို့ လွှင့်ပြနေသည်မျက်ပြင်များသည်အဝေးရေဆက်သို့မရောက်ခင်ညီကြီးပေါ်ကျသွားကြသည်တူတူဤချစ်သူလင်းဆွေအောင်သည်မျက်ပြင်ပြက်ဆက်လန်းကို ခင်းသွားလိမ့်ပြီတူတူငါပြောတာများကြားရည်လားမတုံမလှုပ်နဲ့မင်းကိုအဲ့ဒါကြောင့်ဟိုက ခွာသွားတာဘာဖြစ်ဖြစ်ဖြစ်တုတ်နှီတုတ်နှီနဲ့အခုတော့ပူပူတတပေးတဲ့စီပါသွားတာပေါ့မင်းစိတ်ကိုနည်းနည်းမှမထိခိုက်ဘူးလားတူတူဒေါ်လီက အာမလူအာမယအတန်နဲ့တူတူပကုန်းကိုကိုင်ကမေးလိုက်သည်တူတူက မျက်ရည်ဝဲသောမျက်လုံးများဖြင့်ဒေါ်လီကိုပြန်ကြည့်လိုက်သည်မထိခိုက်ဘူးဆိုလားမထိခိုက်ဘူးလားဆိုတဲ့မေးခွန်းကိုမမေးပါနဲ့ဒေါ်လီဘလို့စကလုံးနဲ့ဖျားမယ်ဆိုတာမသိအောင်ကိုတူတူထိခိုက်ပါတယ်မိမတယောက်ရဲ့နှလုံးသားမှာရှိတဲ့အချစ်ရဲ့အတိတ်နဲ့ကို တိုင်းတာဖို့ကြိယာမရှိပါဘူး မင်းစကားတစ်ခုကိုတော့တူးတူးမကျေနပ်ဘူးပူပူတတာပေးတဲ့စီပါသွားတယ်ဆိုတဲ့စကားကိုမကျေနပ်ဘူးငါတို့ IE ပထမနှစ်မှာသင်ရတယ်မဟုတ်လားဒီဝကုံမှန်တဲ့ကဥကျင်ဥစကားမင်းမှတ်မိလားပေါ်ကုံဆုံးကုံငါတို့ကုံရောင်းကုံမဟုတ်ဆိုတာအခုလေတူးတူးပြောခြင်းနဲ့တူးတူးအချက်ဟာ ချိန်ခွင်နဲ့ချိန်တွေရောင်းချတဲ့ရောင်းကုန်မဟုတ်ဘူးပပူတတာပေးတာ အစ်စ်ပေးတာအလေးခိုးတာတွေကုန်ပစ္စည်းကုန်ပစ္စည်းတစ်ခုမှ သုံးတဲ့စကလုံးတွေတူတူအချက်မှလာမသုံးပါနဲ့ဒေါ်လီသည်တငွေချင်းဖြစ်သူကိုကြည့်ရင်စိတ်မကောင်းဖြစ်သွားသည်တောင်းမှန်သောမျက်နှာထားဟန်ကိုပြောင်းသွားသည်စိတ်မရှိပါနဲ့တူတူမင်းအစား ဒေါ်လီကမခံမရနိုင်ဖြစ်နေလို့စကလုံးအတုံးမှားသွားတာပါဒေါ်လီရိပ်မိနေတာကြာပါပြီလင်းဆွေအောင်အကြောင်းဆယ်လီဒေါ်လီစီမှာဆယ်လီခဏခဏလက်ဆုံစမ်းနေတာမင်းကတော့ဖွင့်မပြောမိဘူးဒေါ်လီကိုစိတ်မဆိုးပါဘူးအခြေအနေတွေကမတူကြဘူးဒေါ်လီဆယ်လီကနမတူက ဗော်တွင်းအင်ဂျင်နီယာရဲ့တမီသူ့ဘဝစီရီဟာတက္ကသိုလ်ဒီဂရီပေါ်မှာမတည်ဘူးဒီဂရီမရလဲသူလင်တယောက်ရရင်အမြတ်ပဲဒါကြောင့်သူ့မှာကျောင်းသူနဲ့မတူအောင်ကိုဝစ်စားပြီးရင်းနှီးမြှောက်နှံရတာအခုသူ့အမြတ်ထွက်သွားပြီတူတူဘဝကဒေါ်လီတိတယ်မဟုတ်လားတူတူအဖေဟာခြံသမားလူငှားတွေရှိတယ်ဆိုပေမဲ့ ဒူယွင်းချန်ရော စားပင်တောက်ပင် စိုက်တဲ့ဥယင်ကောလောက်ရတော့ဖဖေသိပ်ပင်မန်းနေဖဖေဝင်ငွေနဲ့တူတူကိုဒီဂရီရအောင်မနေထားရတာဒီတော့တူတူအဖို့ဒီဂရီက ပထမဒီဂရီရဖို့ကပထမမင်းကဒီတော့မင်းမယ်ဒီလိုဆိုမင်းပါလို့ရည်စားထားလဲမင်းမယ် ူတူချစ်စိတ်ကို မထိန်နိုင်လို့ပြီးတော့ကိုကိုလင်းဟာဆယ်လီနဲ့မတွေ့ခင် တူတူအတွက်ချစ်တဲ့ချစ်ထိုက်တဲ့လူတယောက်ပဲမင်းတို့သိပဲဒါပေမဲ့မင်းတို့ပြောသလိုပူပူတတာနီးနေပဲလားဘယ်နီးနေလဲတော့မသိဘူးဆယ်လီကိုကိုလင်းကိုရသွားပြီတူတူအဖို့သမီးကြီးသားဘဝမှာပူပူတတာနီးတို့ ဘာတို့တုံးပြီးရုပ်ကြားတယောက်ကိုမယူနိုင်ဘူးဒူတူမျက်နှူးစွာ ထိမ့်သိမ်းထားတဲ့အပြူစင်ဘဝကိုတရားဝင်လက်ထပ်ပြီးဒူတူမျက်နှူးတဲ့လူကိုပဲပေးမယ်ဒူတူက ပြတ်သားစွာ ပြောလိုက်သည်ဟုတ်ပါတယ်ဟာဒေါ်လီတူတူကိုအပြစ်ပြောတာမဟုတ်ပါဘူးစကလုံးအတုံးမှားသွားလို့ပါ မင်းပြောတာ ဟုတ်ပါတယ် ဒါကြောင့်ဆယ်လီယာចောင်းတဝက်တစ်ပြက်နဲ့လက်ထက်ရတာလင်းဆွေအောင်ကလည်းအလုတ်တင်ဆရာဝန်ပဲရှိသေးတယ်လीလက်လွတ်မခံနိုင်ပဲဘယ်လောက်တိတာလဲဒါပေမဲ့ဘာဖြစ်လဲကိုကိုလင်းဘက်ကလည်းဒုထင်နေဆယ်လီအတွက်လည်းသူလင်းသူလင်းယူတာဟာသူ့အဖေအတွက် တောင်းဝန်ပေါ့သွားတာပေါ့တူတူက လူလင်းရင်ရင်အောင်အဖေကြီးကို မထားရစ်ခဲ့နိုင်ဘူးဆွဲခေါ်သွားရမှာတူတူကိုအထင်မကြီးနဲ့တူတူအဖေကြီးဥအောင်ပေါ်အတွက်အိမ်တော်ကြီးမှာအမျက်ထုတ်ရမှာပဲဖေဖေကိုဦးစားပေးပြီးတူတူအိမ်တော်ဘက်ရွေးရမယ်တော်ပြီလေရုပ်ကြတယောက်ရဖို့အတွက်တက္ကသိုလ်မှာတီမွန်တို့စနေတို့လည်းမတုံးနိုင်ဘူး မဖတ်တာနဲ့ရက်တလီလည်းမတုံးနိုင်ဘူးတူတူမှာကြောက်ပြင်တစ်ချက်နဲ့တနက်ခါတုံးပဲရှိတယ်လူချင်းယူမလူချင်းနေအေးအဲ့ဒီစိတ်တက်ပဲလူချင်းနေတူတူ တို့ထင်တယ်လို့မင်းဟာခန္ဓာကိုယ်ပြော့နဲ့တီးလို့စိတ်တက်တွေပါ ပြော့ညံ့တဲ့မိမတယောက်မဟုတ်ဘူးဆိုတာသိရပြီဒေါ်လီက သူ့ကိုဖက်ကအားပေးတယ်လို့ပြောလိုက်သည် ထိုနေ့ကလင်းဆွေအောင်နှင့်ဆယ်လီကောညကြာပြူတို့စတရင်းဟော်ရဲမှာလက်ထက်သောညနေခင်းဖြစ်ပါသည်ဆယ်လီ၏အခန်းကဏ္ဍကတက္ကသိုလ်နယ်မြေမှာအောင်မြင်စွာပျောက်ကွယ်သွားပြီဟုဆိုရပါမည်ဟုတ်ကဲ့ညကြာပြူအပိုင်းနှစ်ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအပိုင်းသုံးကိုဆက်လက်ဆောင်စား အားပေးနားဆင်ကြပါအောင်ခင်ဗျာနားဆင်ပြကြရတယ်တော်လန်ကလစ်ကာတူဦးတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာမြမပြည်ကြီးကပ်ပြီးအပေါင်းတို့မှာအမြန်ဆုံးကင်းဝေးကြပါစေ